ခုနှစ်သားသမီးမိတ်ဆွေပေါင်းမင်္ဂလာပေါင်းနဲ့ခါညောင်းပြည့်ဝတော်မူနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းစီတဲ့ကောင်းအောင်ရွက်ဆောင်တော်မူနိုင်ကြပါသည်ခင်ဗျာကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအတွက်အကျိုးရှိရာရှိကြောင်းဂမ်ဘီယာလက်ဆောင်ရေရာလေးတွေကျွန်တော်စူးစမ်းတင်ဆက်ပေးနေပါတယ်ဒီနေ့ပြောပြပေးမယ့်ဂမ်ဘီယာလက်ဆောင်ရေရာလေးကတော့ထွက်သွားသူတွေပြန်လာစေဖို့လောက်ရမယ့်ရေရာလေးပဲဖြစ်ပါတယ်ဗျာ တော့မယ်ရရတော့ခက်ခဲမဟုတ်ပါဘူးထွက်သွားတဲ့သူအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်သူဝစ်သွားတဲ့အဝင်ဟောင်းတစ်ထည်အင်ကြီးပဲဖြစ်ဖြစ်လုံကြီးပဲဖြစ်ဖြစ်ကို ရေရွှဲနေအောင်စိန်လိုက်ပြီးတော့အဝတ်တန်းပေါ်မှာရေမညှစ်ပဲနဲ့ဒီတိုင်းတင်လှမ်းထားလိုက်ကိုဖြစ်ပါတယ်ဗျအဲ့လိုလုပ်လိုက်ချင်းအားဖြင့်ထွက်သွားတဲ့လူတွေဟာအဲ့အဝတ်စားရေမချောက်ခင်မှာပဲ အဆက်အသွယ်ရတာတို့ပြန်ရောက်လာတာတို့ဖြစ်တဲ့ကြောင်းပါခင်ဗျာအဲနောက်တစ်ခုကတော့အမျိုးသားအမျိုးသမီးခွဲပြီးတော့လောရမယ်ရေရာလေးလဲရှိပါတယ်ဗျတလက်စားတဲ့အလင်းသိမ့်လို့ကျွန်တော်အဲ့ရေရာလေးလဲလက်ဆောင်ပါလိုက်ရှင်ပါတယ်အဲ့ဒါကတော့ထွက်သွားတဲ့သူကအမျိုးသားဆိုပါတော့အိမ်မော်နေအမျိုးသားထွက်သွားတာဒါမှမဟုတ်ကိုယ်နဲ့တွဲနေတဲ့ကောင်လေးထွက်သွားတာဆိုရင် အဲ့ဒီကောင်လေးအဲ့ဒီမျိုးသားပြန်လာဖို့အတွက်ကကျွေးပကံများတစ်ချက်ပေါ်မှာတော့တန်တစ်ချောင်းတင်တော့အတန်ဖြင့်ပြီးရောဘာတော့ဖြစ်ဖြစ်ကျွေးပကံများတစ်ချက်ပေါ်မှာတော့တန်တစ်ချောင်းတင်အဲ့တော့တန်ပေါ်မှာဖျောင်းတိုင်တင်ထုံးပြီးဖျောင်းတိုင်ဘာရောင်ပဲဖြစ်ဖြစ်ကြီးကြီးသေးသေးရတယ်ဖျောင်းတိုင်တင်ထုံးရင်းနဲ့ဖွက်သွားတဲ့အမျိုးသားဖွက်သွားတဲ့ကောင်လေးပြန်လာစေဖို့စူတောင်းအောင်မှာဖြစ်ပါလေဗျာ ဘုရားတို့နတ်တွေပုံကိုယ်တွေလှူတာမဟုတ်ဘူးเนาะကိုယ့်အကူကျွေးပကံများပေါ်မှာတောတဲ့ချင်းကြောင့်တောတံတစ်ချောင်းတင်တောတံပေါ်မှာဖျောင်းတိုင်းထွန်ရင်ဆူတောင်းတာအချင်းရင်အတွက်အချင်းခါရဲလို့မလိုပါဘူးအစင်ပြေလို့ကိုယ်လုံးနိုင်သလောက်များများလုံးများများဆူတောင်းဖို့ဖြစ်ပါတယ်ဗျတော်ထွက်သွားတဲ့လူကအမျိုးသမီးမိမဆိုပါတော့အဲ့ထွက်သွားတဲ့အမျိုးသမီး ထွက်သွားတဲ့ကောင်မလေးပြန်လာသေးဖို့လိုအပ်မဲ့ရေရာကတော့စောရလိုပဲကျူပကံများတစ်ချက်ပေါ်မှာတန်ကျိတ်တစ်ချောင်းတင်တန်ကျိတ်ဖြစ်ရင်ပြီးရောဗျာတန်ကျိတ်သေးသေးကြီးကြီးအစင်ပြေတဲ့တန်ကျိတ်ပေါ့ကျိတ်ကလေးတော့ဖြစ်နေရမှာပေါ့နော်အဲ့တန်ကျိတ်တန်ကျိတ်ပေါ်မှာဖျောင်းတယ်ထုံးပြီးဆူတောင်းအောင်မှသူကတော့အဲ့ဒါလေးအချင်းကြီးအခါဒီနေ့ရက်ဒီမလိုပါဘူးဗျာ ကိုအစဉ်ပြေတဲ့အချိန်ကိုလုံးရှင်တဲ့အချိန်လုံးနိုင်တော့များများလှုပ်ပြီးဆူတောင်းမှုဖြစ်ပါတယ်ဗျ။ကဲကျွန်တော်မိတ်ဆွေခုနှစ်သားမီးပေါင်းလဲအခုရေရလေးကိုလိုက်လှုပ်ခြင်းအဖြစ်ပြုလှုပ်ခြင်းအဖြစ်ထွက်သွားတဲ့သူတွေနဲ့အမြန်ပြန်လဲစုံစည်းနိုင်ကြပါစေ။ကျမ်းမာချမ်းသာဘေးပြဝေးကွာလို့လူရင်းဆန္ဒမှန်သမျှလဲပြည့်ဝတော်မူနိုင်ကြပါစေခင်ဗျာ။